ဒီပိဋကစာမူပဲအောင်မြင်ပြီဆိုလို့ရှိရင်လည်းပဲအကျိုးခံစား권အနေနဲ့ပိဋကတပုံအာဟုံရောရေးပြီးရောပြီးသွားပြီဆိုလို့ရှိရင်လာစဉ်ဆွမ်းဆန်တော်လာစာရပါတယ်နောက်ပြီးတော့မိယထာသင်မောအထက်တန်းခရီးသွားလာခွင့်လက်မှတ်နောက်ကကပိယတရားနဲ့ရရှိပါတယ် ဒါတော့ပြီးတကတဘုံအောင်လို့ရှိရင်ရတဲ့အလံတော်ဖြစ်ပါဒီပြီးတကဘွေရတဲ့တန်ဃာတော်တွေကားနဲ့ကြွားတဲ့အခါမှာကားထိပ်မှာခြီးတဲ့အလံဖြစ်ပါအယိုးဝါအယိုးနီအာကုံဆိုလို့ရှိရင်တော့အယိုးနီလို့သုံးပါတယ်ရေးပြေမှာတော့အယိုးဝါလို့သုံးပါတယ်နှစ်ပုံဆိုလို့ရှိရင်ထီးနဲ့လက်ဖြစ်ပါထီးနဲ့လက်ကြည့်တာ ਨੇ ဒါပြီးတကနှစ်ပုံအောင်တယ်လို့ဒါ သိရမှာဖြစ်ပါဖြီးသုံးလဲဆိုလို့ရှိရင်တော့ပြီးတကသုံးပုံလုံးပြီးပြီးသားဖြစ်ပါဘုံဘုံတို့မင်းကောင်းဆရာတော်ဘုရားကြီးကတော့ဒီသက်တော်ရှင်သာရှိတုန်းကကိစ္စတွေခီးနဲ့ကြွားတဲ့အခါမှာကားထိတ်မှာအလံချီပါတယ်နော်ပြီးတကသုံးပုံအလံနော်တခါကရန်ကုန်မှာမိပွိုင်းမိပြီးတော့ရက်နေတဲ့အချိန်မှာဆရာတော်ကလည်းအစည်းဝေးသွားမှာအချိန်ရလဲနီးနေတော့အဲ့ဒါကားဆရာကိုပြောတယ် ေးကမောင်းကမောင်းကမရက်နဲ့ကွာဟာဆရာတော်မိပွင့်ရနီးနေတာဖေကဟာဒီအလံကနီးနေတဲ့မိပွင့်စိမ့်နေကွာမင်းမောင်းလို့ရဆရာတော်ကြီးကမောင်းခိုင်းတာနော်အဲအဲ့ဒါလို့အလေးကရုပြုဒီတိပိတင်္ဂတရတွေရဲ့သင်္ကေတအဖြစ်အကုန်လုံးအလေးကရုပြုလို့ရအောင်ဒီအလံတော်ကိုပြီးထတာလို့ဆရာတော်ကြီးကမိမ့်ပါနော်မိမ့်ပါအဲဖုံဖုံရဲ့ဖြစ်စဉ် ဥပမာလေးပြောမယ်ဆိုရင်တော့တိပိတကဖြစ်ပြီးတဲ့အခါမှာဟိုတောင်ကြီးကိုတရားပွဲကြွပါနော်ဟဲဟိုလေစိတ်မှဆင်းမှအဲ့ဒါအလံလေးယူသွားတယ်အလံလေးယူသွားပြီးတော့ကားထိတ်မှချိတ်အဲ့ဒီဂိတ်လေစိတ်ထွက်ကဂိတ်ပေါက်ရောက်တော့ရဲကတားပါတိပိတကလံလဲသူတို့မမြင်ဘူးဒါဘာလံလုံးလို့မေးပါနော်အာဒါတိပိတကလံတယ်မကြဘူးဘူးတဲ့နော်ဒါအဖွဲ့စည်းလံပဲဖြစ်ရမယ် ဟုတ်လားဟုတ်တယ်လို့တိပိတကဖွဲ့စည်းရဆရာတော်ဘယ်ဖွဲ့စည်းရလဲမေးတယ်ဟာတိပိတကဖွဲ့စည်းရဘာယာတုဆင့်ရှိတယ်ဘိုလ်ချုပ်ယာတုရှိပါတယ်ဘိုလ်ချုပ်ကန္ဓမာဆိုမင်းမကြဘူးဘူးလားလို့ပြောပြီးမောင်းသွားတယ်ဟမ်ဟိုဒီခေတ်မှာအလံတက်နေပြီမဲ့လို့တိပိတက အလံဆိုတာတိတဲ့ပုံကိုယ်တွေအတော်နည်းနေပါနော်ဒါကြောင့်မလို့